ထိုင်းနိုင်ငံရဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတည်တော်အတွင်ရွှေခိုးတူးတဲ့မြန်မာနိုင်ငံသားလေးဦးကိုဖမ်းဆီးရမိကြောင်းဘန်ကောက်ပို့စ်တရင်မှာဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကန်ချနာပူရီခရိုင်မှာရှိတဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေဖြစ်တဲ့ Pilot K တက်တောမှာတရားမဝင်ရွှေလာတူးတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးရမိခဲ့ကြောင်းအဆိုပါအမျိုးသားဥယျာဉ်အကြီးအကဲကပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံသယံစာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးရဲ့ညွှန်ကြားချက်အရ ကန်ချနာပိုရီခရိုင်မှာရှိတဲ့အဆိုပါတက်တော်အတွင်တရားမဝင်ရွှေတူးမှုတွေပပျောက်စေဖို့ထိုင်းတက်မတော့ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးအရာရှိတွေကကင်းလက်စစ်ဆေးတာ CCTV တပ်ဆင်ပြီးစောင့်ကြည့်တာတွေကိုအရှင်မြင့်လုံဆောင်ခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။တပ်ဆင်ထားတဲ့ CCTV တွေကနေတဆင့်နိုဝင်ဘာ16ရက်ည10:00နာရီကမှရွှေတူးဖော်မယ်လို့ထင်ရသူ15ဦးခန့်ကိုတွင်းရှိခဲ့ကြောင်းအဆိုပါနေရာကိုအာဏာပိုင်တွေကသွားရောက်စစ်ဆေးရာတချို့ဟာထွက်ပြေးသွားခဲ့ပြီးမြန်မာနိုင်ငံသားတိုင်းရင်းသား၄ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း ၎င်းတို့နဲ့အတူရွှေတူးဖော်ရမှာအသုံးပြုတဲ့ပစ္စည်းတွေလက်ကင်ဖုန်းတွေတနက်နဲ့ခင်းရန်တွေနဲ့အတူကိုရီးကိုရာတို့ပစ္စည်းတွေကိုတွင်းရှိခဲ့ရတယ်လို့သတင်းမှာဖော်ပြထားပါတယ်။